1999ခုနှစ်နိုဝင်ဘာလ28ရက်ယနေ့လိုနေ့မျိုးတွင်ပရိသိန်ပါလီမန် House of Commons night ပထမဆုံးအချိန်အခေတ်ရွေးကောက်ခံရပြီးထိုင်းကုံယူခဲ့သောအမျိုးသမီးအမတ်တဦးပါဝင်ခဲ့သည်သူသမိုင်းဝင်အမျိုးသမီးအမတ်ဤအမိမှာမိသူနီး A Margaret Thatcher B Lady Esther C Theresa May D Victoria Bima အဖြစ်မှန်မှာ B Lydia Star ဖြစ်သည်1919ခုနှစ်နိုဝင်ဘာလ28ရက်နေ့တွင် Lydia Star သည် Britain Parliament House of Commons ၌အမတ်အဖြစ်ရောက်ရှိပြီးထိုင်ကုန်ယူခဲ့သော ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့သည်မှတ်ချက်ယခင်က Constance Machiavelli ကပထမဆုံးရွေးကောက်ခံခဲ့ရသောလေနိုင်ငံရေးရည်ရွယ်ချက်အရထိုင်ကုန်ကိုငင်းပယ်ခဲ့သည် လေရီယာစတာဤပါလီမန်သို့ဝင်ရောက်မှုနီဘရစ်ဒိန်နိုင်ငံဤနိုင်ငံရေးသမိုင်းတွေအမျိုးသမီးများပါဝင်မှုအတွက်အဓိကအုတ်မြစ်တစ်ခုကိုတိဆောက်ခဲ့ပေးခဲ့သည်